နောင်တော်ဦးစေတီတည်ထားစဉ်က 1336ခုနှစ်အတွင်းမှဖြစ်သည်မဲတော်တော်မဲတင်သည်တားရဟန်းအတွက်ចောင်းငံကလေးတစ်ဆောင်ဆောက်လုပ်ပေးသည်ပန်းကုန်းရွာမှခလောက်ဆွဲအိမ်တစ်လုံးကို450ကျပ်ပေးဝယ်ကတားဖြစ်သူမမောင်ကြီးအားဆောက်လုပ်စေသည်ចောင်းရည်ဇက်ချအပြီးဥတုစနတည်င်းသုံး၍မကြလာသည် ရင်းပိုင်ကိုရင်ကြီး၏တက္ကမများကလာရောက်လျှောက်ထားသည်ရင်းပိုင်ကိုရင်ကြီးမှရင်းပိုင်ရွာတွင်နေထိုင်သူဖြစ်ပြီးလက်ဘောများအောင်ဆွမ်းဆောင်နိုင်သည်စေဝါကု သသည်လိုက်ရောညီထွေကျင့်တတ်သဖြင့်ကြီးညိုသူပေါ်သည်သူတကားများကမြန်ကြီးမူမာရင်းပိုင်ကိုရင်ကြီးလာနေခြင်းကြောင့်လျှောက်ထားကြသည်ဥတုစနနှင့်ဥယသေးတို့ကခွင့်ပြုလိုက်သည်1336ခုနှင့်တပေါင်းလာပြည့်နှင့်မှရင်းပိုင်ကိုရင်ကြီးရောက်လာသည်ရောက်ရောက်ချင်းဥစင်းနှင့်ဥယသေးတို့မှတကားနေတယ်စင်းရဲတယ်တပည့်တော်လာနေရင်တော့အားလုံးပြည့်စုံသွားမယ်ပြည့်စုံတာမပြည့်စုံတာအတားထားကိုရင်ကြီးနေခြင်းတပါဆိုရင်လည်းနေပေါ့ဥစင်းတို့မှာကဥယသေး ါဆိုမှနှစ်ပါးတည်းရှိသေးတာပရိသတ်များတော့လည်းတအားရှိတာပေါ့ရင်းပိုင်ကိုရင်ကြီးကဥဒုဇနကမိမိကြောင်ကိုပေးအပ်လိုက်ပြီးမိမိမှာ မူလကမ္မထံចောင်းငယ်ကလေးနှင့်ပင်တည်င်းတုံသည်ကိုရင်ကြီးမရောက်လာမီကားပင်ကုန်းတော်ပေါ်တစ်ပင်ကြီးငယ်ခြုံွယ်ပိတ်ပေါင်းများကိုအမေတုံဥစည်းသောယောဂီအဖွဲ့များကတနည်းနည်းနည်းချင်းခုတ်တွင်ရှင်းလင်းထားသည်ဖျားငုတ်တို့ကိုဇေဒီတဲမဲဟုရည်ရွယ်ပြီးအုပ်များကိုရှိသည်မြင်အားဖြင့်စုဝဲထားသည်တကြံရက်မှာကိုရင်ကြီးဤတကာများကလာကြတော့ကြသည်တကာအချို့ကိုရင်ကြီးနှင့်စကားတီတို့ပြောကြသည်တကြံလွန်တော့ကိုရင်ကြီးက ကားတခွန်းပြောလာသည်ဦးစင်းတို့ဖះတင်မဲ့တန်းလန်းဖြစ်နေတဲ့ငွေတော့လိုမှာပေါ့တပည့်တော်မှာအစီအစဉ်တစ်ခုရှိတယ်လက်ခံရင်ဖះကိစ္စအားလုံးပြီးစင်းသွားနိုင်တယ်ဆိုသဖြင့်လှုပ်ဆောင်ရန်ဆုံးဖြတ်လိုက်သည်ကိုရင်ကြီးကဥယျာတိအားလှိုင်းပွဲမျိုးတို့ဘီလက်မြေဝယ်ရန် လွတ်လိုက်သည်ဥသူဇနအားတပည့်တော်ငွေရားတွေတွေ့ထားတယ်အဲ့ဒါကိုလူနှစ်ယောက်ကလိုက်ပြမယ်ဥစဉ်သွားယူမလားဟုတ်ပါမလားကိုရင်ကြီးဟုတ်ပါတယ်ဒီကိစ္စကိုဥစဉ်ဆွမ်းဆောင်နိုင်မှာပါတပည့်တော်ကဥစဉ်လောက်မဆွမ်းဘူးဖျားပြီးပါစေတော့ဟု၍လက်ခံလိုက်သည်တရက်နှစ်ရက်အကြာမှာလာခေါ်သူတို့နဲ့အတူလိုက်သွားသည် လာခေါ်သူမှာကလာတယောက်ကရင်တယောက်ရွာများဖြဲ့ရီသွားစဉ်မှာရွာသားတွေကထပြောကြသည်ရှေ့ကဘုံကြီးတပါးနောက်မှာကလာကထီကြီးထန်းလို့ဆန်းတော့ ော်အစံသာပူ၍ဥဒုဇနအဖို့အဖြစ် မေရောကဥကံဘောကိုထဲလိုက်ပြီးဘုံကြီးတပါတကာသုံးယောက်ခီးဆက်သွားရာတိကျော်ကြီးတောင်ကိုတက်နေစဉ်ပါလာသူကရင်ကြီးချောင်းဆိုးသွေးအံဖြစ်သည်တောင်တစ်ဖက်ရှိတိချော်ကြီးရွာသို့ရောက်စင်မှာတော့သွေးအံသူစကားမပြောနိုင်တော့အိမ်တအိမ်မှာဝင်လာသည်ဆရာဆံမြင့်အိမ်ဟုတရသည် လူနာကနွမ်းနယ်နေပြီးစိတ်တိုင်းမှဖြစ်တော်မီကြားရီတောင်းပြီးကြားရီတစွန်းမှာ ပြစည်းအနေငယ်ထည့်၍တိုက်သည်ခဏအကြာစကားပြောနိုင်သည်ဆရာဆံမြင့်ဇနီးတည်းသည်လည်းနေထိုင်မကောင်းဟုဆို၍၎င်းဆေးကိုပင်ဒဇွန်းတိုက်လိုက်ရသည်သည်ခဏအကြာမှာလူနာကိုထားခဲ့ပြီးခရီးဆက်သည်ညလီရွှေအုပ်တကေးလောင်းရွာတွေဖြတ်တန်းပြီးမဲပို့ထရွာရောက်သည်နေ့စဉ်စွန်ဖုံပေးပြီးခီးဆက်ခဲ့သည်ထအုခီးအရွာအရောက်မှာပါလာသူဥကံပေါ်ခြေထောက်ရောင်ကိုင်းလာသဖြင့်မလိုက်နိုင်တော့ ထိုရွာမှနူတီပါဆိုသူကိုအဖော်ခေါ်ခဲ့ရသည်ညပယ်ခီးရွာရောက်တော့မိုးချုပ်ပြီးတကြီးအိမ်မှာညအိမ်ပိုစိတ်ကူသည်တကြီးအိမ်အရောက်မှာထူးဆန်းသောမြင်ကွင်းတစ်ရပ်ကို တွေ့ရသည်တကြီးခမယောက်ျားချင်းမကြီးတံမဲ့နေစီလာစီကိုဝင်ဆောင်မိခင်လောင်ကြီးတပ်ဖွဲ့ဖြစ်နေသည်မင်းမြန်ကြည်ယာတပဲ့တော်ကဒီရွာကတကြီးပါခင်ယာတပဲ့တော်ရဲ့ညီဟာသူတပားမြေကိုမတရားယူထားလို့အမှန်ဖြစ်ပါစေတော့ဆိုပြီးမှတ်တိုင်သွားဆိုင်ပြီးတဲ့အဲ့ဒီဆိုင်တဲ့နေ့ကစပြီးယခုလိုဗိုက်ကြီးပူလာတာပဲဖြစ်တယ်ခင်ယာညာကတပဲ့တော်အိမ်မက်မက်တယ်အိမ်ကိုဘုန်းကြီးတပားရောက်လာမယ်အဲ့ဒီဘုန်းကြီးကူရင်ကြောက်မယ်လို့မှတ်ပါတယ်ခင်ယာတကြီးအားဆက်ဖြက်စီတိုက်လိုက်သည် ည်ခဏအကြာမှာဝမ်းသွားသည်ဝမ်းနဲ့အတူနွားသရေများအမြင်လိုက်ကြလာသည်ဝမ်းပိုက်ပူကြီးလည်းကျော်သွားသည်တကြီးဖြစ်သူဝမ်းသာလိုက်သည်မှာ ပြောမပြတတ်အောင်ပင်တကြီးအိမ်မှညဤနာနေပြီးနောက်နေခီးဆက်ပြန်သည် တနေကုန်ခီးသွားပြီးယခိခီးရွာအရောက်မှမှောင်လာသဖြင့်နားရပြန်သည် ထိုမှညဤစဉ်အိမ်မှတစ်ခုမှတ်သည်မိမိစွန်ဖုံပေးနေစဉ်ငလျင်ပြင်းပြင်းထန်ထန်လှုပ်သည်လူအများရက်ရထိုင်ရာမှ အသီးသီးလဲပုံတော်လဲမိမိကစွန်ဖုံပင်မပြတ်ဘာမှလည်းမဖြစ်ဘူး၍နောက်နေခီးဆက်ရာမှမိသူမှမပါတော့ အားလုံးမလိုက်နိုင်ပဲကြံ့ရည်သည်တပါးတဲ့ဝါတိရွာသို့ရောက်သွားသည်ရွှေဟင်းသာဆိုသူနှင့်တွေ့သည်ရွှေဟင်းသာသည်ရခင်မိမိတို့နှင့်လည်ချင်းကပ်နေသူဖြစ်သည်မောင်ခိုလောက်ရာမှအကျွေးမဆက်နိုင်သောသဖြင့်ကျွေးရှင်သမီးနှင့်ယူလိုက်ရပြီးဒီရွာမှာပင်နေနေရကြောင်းပြောပြသည်ထိုမှဆက်သွားရာငွေအားရှိသည့်မော်ခီးရွာသို့ရောက်ပြီးရွာဆက်သို့ရောက်ပြီးနှင့်အတန်တန်ကြားရသည်ချင်းဖျားအိုးသုံးလုံးဆင့်ရှိမယ်ပထမအလုံးကိုကန်ချလိုက်ပြီးဒုတိယအလုံး ုံးကိုရိုက်ခွဲပြီးလာသူတွေကိုဝေပေးလိုက်ပါငယ်ဆုံးအလုံးကိုတော့အရှင်ဘုရားသာသနာပြုဖို့ယူသွားပါအတန်သာကြရသည်လူကိုပါမတွေ့ရရွာတဲ့ရောက်ရင်ကိုထွန်းရွှေဆိုသူအားရှာရသည် ကိုထွန်းရွှေမှာခရီးရန်ဘာသာဝင်ဖြစ်ပြီး၎င်းငွေရားကိုတွေ့ခဲ့ပြီးအချို့ကလည်းယူခဲ့သည်ယူခဲ့သောငွေရားကို တမိဖြစ်သူအပြူမာလေးကကင်ကြီးရာရားရံလွန်ပြီး ကုမရသဖြင့်သိဆုံးခဲ့ရသည် ကိုထွန်းရွှေကထိုကိုစိတ်နာ၍ဆရာရှာယာမရင်းပိုင်ကိုတော်ကြီးနှင့်ဆက်မိသည်ကိုရင်ကြီးမသွားရဲသဖြင့်ဥတုဇနအားလွတ်ချင်းဖြစ်သည်ဒီအကြောင်းကိုလမ်းမစကားဆက်သဖြင့်သိခဲ့ရသည် မခန့်ကျင်စိတ်ဖြစ်မိတော့လဲစမိပြီဆိုရင်ဆုံးမခြင်းနဲ့သူမို့ခရီးဆုံးအောင်လာခဲ့ရခြင်းဖြစ်သည်ငွေရဤဖြစ်စဉ်အချင်းချုပ်ကိုလည်းသိရသည် အကိုစောကွန်တာနဲ့ညီစောနိုင်ဤနှစ်ယောက်သည်စင်ကုန်ကူးပြီးငွေများကိုရှင်အောင်ကြီးရဲမှထည့်၍မြုပ်ခဲ့သည်အိုးပြေသောအခါအကိုဖြစ်သူသည်ညီကိုတက်၍ အဆောင်ချထားသည်ဟု ဆိုကြသည် မကြာမီအကိုလဲတည်ဆုံးခဲ့သဖြင့်ပိုင်ရှင်မဲ့ငွေသားများဖြစ်သွားသည် ကိုထွန်းရွှေကိုလာရှာတော်လဲမတွေ့ခရီးထွက်သွားသည်ဟုဆိုသည်ရွာသားများအားအကျိုးအကြောင်းပြောပြရာရွာသားများကခွင့်မပြုကြမလုပ်စေခြင်းကြောင့် အနေအများကြောင့်အထောက်အထားအစုံလင်နဲ့ဟန်တာကြသည်ဥဒုဇနအနေဖြင့်ကြောက်လန့်သည်မဟုတ်တော့လေ၎င်းပစ္စည်းသည် အဆိုအရပိုင်ရှင်မဲ့ဆိုတော့လေဤရွာပိုင်နဲ့တွင်ရှိသဖြင့်ရွာသားများကပိုင်ဆိုင်ကြသည် ၎င်းတို့ကခွင့်မပြုအရှင်မပေးသောပစ္စည်းကိုနိုင်ထက်စီးမင်းယူရင်းဆိုပါကမိမိသည်ယဟန်ဖြစ်သောကြောင့်မယူသင့်ဟုဆုံးဖြတ်ကာဖာလုံကြီးဘက်မှလှည့်ပြန်ခဲ့သည်မြန်ကြီးငူတို့ဥပုဇနပြန်ရောက်သောရင်းမိုင်ကိုရင်ကြီးအားနန်းဦးစေတီဂုံတော်အရှိတောင်းတွင်ဖျားတယ်နေသည်ဟု တွေ့ရသည်။ဤနေရာမှာပစိုးတပတ်ခန့်ဂစီပင်ကြီးတပင်ရှိခဲ့သည်။ဥပိုးတင်တို့လူစုကဖျက်လဲခဲ့ပြီးဖြစ်၍အငုတ်သာကျန်သည်။၎င်းကို လူငါးရွေတူးစီပြီးဖျားတည်နေခြင်းဖြစ်သည်။ဖျားမှာတီးစီလူနေပြီးထီတော်တင်ရန်သာ ရှိတော်သည်ဟု ိုရင်ကြီးကပြောသည်ဦးစင်းတို့ဦးရသိတို့ဒီမနီတာသုံးနှစ်ရှိပြီအလကားပဲခုတပည့်တော်ဖျားတဲ့ပြီးတော့မယ်ဖျားတဲ့ပြီးရင်တပည့်တော်သွားမယ်သွားရင်ဦးစင်းတို့ဦးရသိတို့ပဲကြမ်းမှာနမဲထွက်ရင်ဦးစင်းတို့ဦးရသိတို့တဲ့တဲ့ဖျားပဲလို့နမဲထွက်မှာပါနေပါဦးကိုရင်ကြီးကိုရင်ချင်းစကားပြောတာသူတော်ကောင်းစကားလည်းမဟုတ်ပါလားအဖြစ်လို့လေခုကြည့်လေဘီးလက်မြေကိုဘသူဝယ်ပေးတာတော့အုတ်တို့တဲတို့ရောဘသူဝယ်ထားတာတော့ ူတော်ကောင်းလုပ်ပြီးသူတော်ကောင်းစကားပြောဖို့ကောင်းတာပေါ့ဦးစင်းကဟိုးငယ်ငယ်ကလေးကရင်းပိုင်ကိုရင်ကြီးရင်းပိုင်ကိုရင်ကြီးဆိုပြီးအထင်ကြီးတခွဲသားနဲ့လက်ခံခဲ့တာအခုကိုရင်ကြီးပြောတဲ့စကားက ကလေးသက်သာပဲရှိပါလားဦးစင်းလုံးဝအထင်မကြီးတော့ဘူးကိုရင်ကြီးအောင့်သွားပုံရသည် စကားလမ်းကြောင်းကြောင်းပြစ်သည်ဦးစင်းခုဗာတရားအားထုတ်နေပါတည်းလေတတိပဋ္ဌံပွားများတယ်ဦးစင်းဗာစုပန်လဲနေကြုံစုပဲပန်နေကြုံရလီနဲ့ပဲလိုက်မယ်ရောက်ဖို့အရေးကြီးတယ်ဦးစင်းကတတိမရှိဘူးတပည့်တော်ကဖျားစုပန်နေကိုရင်ကြီးစုပန်နာကလည်းလုံရက်နဲ့တခြားစီဖြစ်နေပြီဘာဖြစ်လို့လဲခေကားအလဲမှာရက်နေတဲ့လူစင်းမလားတက်မလားမင်းနေတယ်လို့ပဲကိုရင်ကြီးပန်နေစုကအထက်တက်ရင်တက်စင်းရင်စင်းဖြစ်နေပြီကို င်ကြီးစိတ်ဆိုးသွားသည်ဥစဉ်တတိပဋ္ဌံတရားအာမထုံနဲ့ဘာအာထုတ်ရမှာလဲကြောက်ပုံတော်ရဥဆန်ရင်ရေးတဲ့ကပ္ပဝိပဿနာကိုအာထုတ်ဥစဉ်အာထုတ်တဲ့တတိပဋ္ဌံကယဟန်ဖြစ်ပြီးမှအာထုတ်ရတာဟာကြံကြံပပန်ယဟန်ဖြစ်ဖို့အာထုတ်နည်းဆိုပြီးဖျားဟောခဲ့တယ်ဧကယနောမတ်ကောတတိပဋ္ဌံဟာနိဗ္ဗာန်ရောက်ဖို့ယဟန်ဖြစ်ဖို့တကြောင်းနဲ့တော့ဒန်ကီဖြစ်တယ်လို့ တတိပဋ္ဌံဘုရားမှာတိတိကျကျဟောထားရက်နဲ့ကိုရင်ကြီးလက်ထက်ကျမှယဟန္တာဖြစ်ပြီးမှအာထုတ်ရတဲ့တရားဖြစ်သွားတဲ့စာပေကျမ်းကမတက်ရင်လည်းမေးမှာပေါ့ဒါလေးတော့မသိတဲ့သူကများကြီးကြီးကျယ်ကျယ်ဘုရားစုပန်တလေးပါလေးနဲ့ဝင်းစာဝင်းပိဖြစ်မှတ်ချက်ကြောက်ပုံတော်ရဥဆိုင်ရင်တီထောင်သောကပဝိပဿနာသည် ကျောက်ပုံတော်ရဝိနေဆရာဇာတန်းအမည်ဖြင့်အတ္တမဝါဒအဖြစ်နိုင်ငံတော်ဝင်းဤတို့ကဆုံးဖြတ်ထုတ်ပြန်ခဲ့သည်။အရေးသူဦးစင်းနဲ့တပည့်တော်မတဲ့တော်ဘူးဟုဆိုကာကိုရင်ကြီးအခန်းထဲဝင်သွားသည်။ဦးသူဇနကလည်းအေးငါလဲကိုရင်ကြီးနဲ့မတဲ့ဘူးဒီမှာလဲမနေဘူးဟိုဘက်ကန်းသွားနေမယ်ဘသူမှမဖြစ်နဲ့ကိုရင်ကြီးကဝင်ချပြီး လာမပြစ်မချင်းငါမလာဟုပြောကအကြောင်းပေါ်မှာဆင်းခဲ့ပြီး1338ခုနှစ်နေုံလာဇန်နှစ်ရက်နောင်တော်ဦးစေတီထီတော်တင်မီနနက်ရင်းမိုင်ကိုရင်ကြီးတကားဖြစ်သောဥဖိုးဝင်းကဥသူဇနအားလာပင်သည်ပင့်တန်ကားရိစုံနေပါပြီဖရာအရှင်ဖရာကျောင်းတို့ပြန်ကြွလာပါလို့ကိုရင်ကြီးကပင်ခိုင်းလိုက်ပါတယ်ဖရာသူလာမပင့်ငါမတော်ဘူးသူနဲ့ငါနဲ့မတည့်ဘူးလို့ပြောထားတာဥဖိုးဝင်းပြန်သွားပြီးခဏအကြာမှာရသေးမကြီးတူဆွလာဖို့သည်ဒကမကြီး ီးပါလာလုတ်တယ်လာမပို့နဲ့ပြန်ယူသွားတော်ကြမင်းတို့ကိုရင်ကြီးကဖုန်ကြီးနဲ့ရသိမှဘာဖြစ်တယ်ညာဖြစ်တယ်ပြောမှဒီအကွက်စင်ဖို့လွတ်လိုက်တာမဟုတ်တာဖေရတပည့်တော်မကအရှင်ဖေရရဲ့မဲတော်လောက်ရှိနေပါပြီဖေရဟေးဟေးမဲတော်ကောပါတော့ညာတော့ငါမသိဘူးနားမလဲဘူးသွားကျန်းစုပြန်မောင်းထုတ်လိုက်သည်ထီးတင်ပွဲကိုစတင်ကျင်းပနေကြသည် ထိုလူစုထဲမှအမျိုးသမီးကြီးတဦးကသင်္ကန်းတစုံကင်ပြီးဒုဖုံးကြီးပဲရောက်သွားလဲဖုံးကြီးကိုဝါစုံသင်္ကန်းကတ်မလို့ကိုရင်ကြီးကိုမကတ်ဘူးကိုရင်ကြီးကတကားများတယ်ဖုံးကြီးကတကားမရှိဘူးဖုံးကြီးကိုပဲငါလူမယ်ဆိုကဖုံးကြီးလိုက်ရှာသည်လိုက်ပြပြီးတော့လူသုံးဦးနဲ့အတူဦးသူဇနာကြီးရောက်လာပြီးသင်္ကန်းကတ်လူသည်ဝန်းစာကွန်ပိတ်ဖြင့်၎င်းအမျိုးသမီးကြီးမှာခရိယန်ဘာသာဝင်အဖြစ်မှဗုဒ္ဓဘာသာဝင်အဖြစ်သို့ ြောင်းလဲလာခဲ့သူဖြစ်ပြီးသင်္ကန်းလိုပြီးအနုမောဒတရားဟောပြီးစဉ်မှာဤတင်ပွဲအပြီးမှာ ရသမျှသော လက်တပ်ဘက်ကစံစီမအစအလုံးသော လူပွဲပစ္စည်းများကိုတင်ကြုံပြီးလေကြီးနှစည်းပေါ်တင်နေသည်၎င်းအဖြစ်ကိုမူလယောဂီများဖြစ်ကြသော အမေတုံတို့ဥပုသင်းတို့ကမကြည်ဖြစ်ကြပြီးဥဒုဇနထံလျှောက်ကြသည်ဥစဉ်ဘလူလောက်တာလဲဒါဟာဥစဉ်ကြောင်းပဲသူများလာတာနဲ့ကိုကဖယ်ပေးရတယ်ဆိုတာတဘာဝမကြဘူးခင်ဗျာတဲလက်ဆာကိုတားမြစ်လိုက်ရာ15တင်းခန့်နဲ့တင်းင်းပြီးအိုးစိန်တအိုးသာကြံတော့သည် ကိုရင်ကြီးတို့အုပ်စုလည်းပစ္စည်းများဒေနှစင်းအပြည့်ဖြင့်ရန်ကြီးမူမှထွက်သွားတော်သည်ဤအဖြစ်ကိုတကားအများစုကဥဒုစနာအာမကြီးရကိုရင်ကြီးဖုန်းကြီးတို့တကားများလို့မနာလိုတာနဲ့ဥယက်တိနဲ့ပေါင်းပြီးနှင်ထုတ်လိုက်တာဆိုပြီးတော်တော်ချင်းကြသည်အမှန်ကိုမသိသူများကတော့ပြောစရာလည်းဖြစ်နေသည်ကိုရင်ကြီးလာကမှ လာပိုင်းအတွင်းဖျားတစုတည်ရဲ့ပြီးသည်မဟုတ်ပါလားတကယ်တော့ကရုံးပေါ်ထိတ်ကွက်ပြီးလူလည်းအမျက်ထုတ်သွားသည်ကိုကာယကံရှင်များကသာသိကြပေသည်